ဦးဇင်းတော်နိုင်ငံမှာမန္တလေးကိုပို့ပြီးတော့လှုပ်ခတ်သွားတဲ့ငလျင်ကြီးอ่ะအမတန်မှတွန်လုံးချုပ်ရှားစရာကောင်းတဲ့ငလျင်ကြီးဖြစ်တာပေါ့နော်ဦးဇင်းတို့နေပြည်တော်ဟိုမန္တလေးတို့ဟိုတွားပြီးအဲ့မှာဒုက္ခရောက်နေတဲ့လူတွေကိုဓမင်းနေပေါ့နော်အင်းနေပေါ့နော် ိုရှက်မယ်အဲရှက်ပြုတ်ပြီးတော့ရှင်ကစားကုန်လေးပေါ့ရှက်ပြုတ်ပြီးတော့မှအဲ့လူတွေကိုနေပြီးအဓိကသွားပြီးတော့လုတန်းဖို့အစီအစဉ်လေးလုပ်ထားတယ်ခုလိုခက်ခဲကြွတဲ့ဖြစ်နေချိန်မှာပြောင်းနေပြအပြည့်ချရင်တော့သာဖြစ်တဲ့ ကျေးဇူးရှာရဲ့မေတ္တာဖြစ်တယ်လို့ဆိုဆလိုဒီယာမီဒီယာပြောကြလို့ပါရန်ကုန်မြို့လူရော်ပြည်တာမွေလူရော်ပြည်ကျောင်းတိုင်အရှင်ကုမာလို့ခေါ်ပါတယ်ပေါ့လို့။အော်ဒီဟိုစင်းတို့မြန်မာနိုင်ငံမှာပေါ့လေ။အာမတ်လ28ရက်နေ့ပေါ့။အာမတ်လ28ရက်နေ့ အဲတပေါင်းလောက်ဝင်နေပေါ့လေအာနေခင်းတနားကြီးကြောကြောနေခင်းဆယ်နှစ်ခုတနားကြီးလောက်မှာပေါ့လေအင်းအပြင်းထန်တဲ့ငလေးပေါ့မန္တလေးတိုင်းပေါ့နော်မန္တလေးတေတေသားကြီးအားကိုနေပြီးတော့ဘိုးပြူပြီးတော့ဒီ summer by summer ပေါ့လေအဲ meter skate ဟိုပေါ့နော်အလွန်ပြင်းထန်တဲ့ငလေးကြီးပေါ့လေလှုပ်ခတ်သွားတာပေါ့ဆိုတော့ဒီငလေးကြီးကလည်းပဲနေပြည်တော်တို့နောက်ပြီးတော့ဒီ မန္တလေးနောက်ပဲခူးစကိုင်းမကွေးပေါ့နော်အာနောက်ပြီးတော့ဒီရှမ်းအရှိပဲအောင်ပန်းလို့ပေါ့လေအာအင်းလီလို့ပေါ့နော်အောင်ပန်းလို့နောက်ပြီးတော့ဒီဝန်ဝန်တွန်းလို့ရှော်ပင်လို့နောက်ပြီးတော့ဒီဘက်ဟိုကြောက်စီလို့မန္တလေးပေါ့နော်အဲတော်တော်လေးကိုကြီးကြီးမားမားပေါ့လေအာဆွန်ရှုံမှုတွေဘာလို့မကြုံစဖို့ပေါ့ဦးဇင်းတို့ရဲ့တက်တန်းတစ်ချောင်းမှာဆိုရင်ဒါ first time လို့ပြောရမှာပေါ့နော် တော့ဒီလိုမျိုးဟောဒီကဆိုးရပေါ့လေဥစဉ်လုံးနိုင်ငံမှာတခါမှမမြင်ဘူးတဲ့အဲဒီငလျင်ပေါ့လေသူများနိုင်ငံမှာဂျပန်ရောဘာရောမှမြင်ဘူးတာပေါ့ဒီလိုမျိုးဥစဉ်လုံးနိုင်ငံမှာမန္တလေးကိုပို့ပြီးတော့လောက်ခတ်သွားတဲ့ငလျင်ကြီးอ่ะအမတန်မှတုံလုံးချုပ်ချောက်စရာကောင်းတဲ့အဲငလျင်ကြီးဖြစ်တာပေါ့နော်ဆိုတော့ဒီငလျင်ကြီးကိုမြင်လိုက်ရတဲ့ခါမှာကြာရင်တော့ဟောအမတန်မှစိတ်မရှမ်းဖွေရတယ်ပါတာပေါ့နော် အဲ့တော့ဒီတချို့ဆိုရင်တိုက်ဒီတော်တော်များဟိုပေါ့နော် sky villa အဆောက်ဦးတို့လဟော်တီတို့တိကိုခန်းတို့လူနေအိမ်တို့ဟိုဘုန်းကြီးကျောင်းတို့စာသင်ကျောင်းတို့တော့ချီအောင်စီတီပထိုးတို့ချီအောင်အဆောက်ဦးတို့ဒီအဆောက်ဦးတို့တော်တော်များကိုဒီမန္တလေးမြို့ပေါ့လေတော်တော်များကိုပေါ့လေဟိုပျက်စီးသွားတာပေါ့နော်နောက်ပြီးတော့ဒီနေပြည်တော်မှာဆိုလို့ရှိရင်လည်းအာဒီဟိုအစိုးရအဆောက်ဦးတွေ နော်ယုံတော်တော်များဟိုပေါ့နော်ပျက်စီးတော်တယ်။အာလေစိတ်တို့နေပြီးတော့လေစိတ်တို့အာနေပြီးတော့ဒီဘောစားပေါ့ဘေးလန်လေးဘေးလန်ဒီတာဝါတိုင်တို့ပျက်စီးတာတို့မန္တလေးလေရင်ခွင်ပေါ့နော်မန္တလေးလေရင်ခွင်လည်းတော်တော်များဟိုဟိုပျက်စီးတော်တယ်။နောက်တော့လမ်းတွေပေါ့ဒီရန်ကုန်မန္တလေးနေပြီးတော့လမ်းလေးလည်း highway လမ်းလေးလည်းပဲတော်တော်လေးကိုပျက်စီးတယ်။အဲ့ဒီပေါ်မှာပျက်စီးဆုံးရှုံးမှုတွေအများကြီးပေါ့နော်ဦးဇင်းတို့နိုင်ငံမှာမကျွန်းစုဘူးပေါ့လေ။ ဆိုတော့လူတွေအသေးပြောင်းလဲများရတယ်ဆိုရှယ်မှုလဲများရတယ်ခါကြရင်တော့ဦးဇင်းတို့မြင်ရတွေ့ရနောက်ပြီးသတင်းမီဒီယာတွေမှာဆိုရှယ်မီဒီယာတွေမှာမြင်ရတာပေါ့နော်နောက်ပြီးတော့ဒီရှင်းအောင်ចောင်းတော်ကြီးမဟာမြမုန်နေចောင်းတော်ကြီးတို့အော်ဟိုတယ်အောင်ပန်းပေါ့နော်အောင်ပန်းတို့ပေါ့နော်တော်တော်များပျက်စီးတယ်ဦးဇင်းဒီနေရာမှာပဲထိုင်နေတာဦးဇင်းအဲလှုပ်တဲ့အချိန်မှာပေါ့လေလှုပ်တဲ့အချိန်မှာဦးဇင်းအော်ဘာဖြစ်ရလဲမသိဘူးခေါင်းနဲ့မူးဝါတာဆိုပြီးဒီမင်းတိကိုကျေတဲ့အချိန်မှာတော်တော်လုခနေတာပေါ့ဆိုတော့ဒါတော့မှဦးစင်းတို့ ရန်ကုန်တော့မှဒီလလအဖျားခက်တာဆိုတော့ဒီဘိုဟိုပြူးတဲ့နေရာမှာဆိုလို့ရှိရင်တော်တော်လေးကိုပေါ့နော်ဟိုခံစားမှာပေါ့လေကောက်ကောက် င်လည်းသနာဖို့လည်းကောင်းတယ်ကိုယ်နိုင်ငံသူနိုင်ငံသားတယ်ဒီလိုမျိုးဟိုမြင်နေရဒုက္ခရတယ်ဖြစ်နေတဲ့ခါကြာမြင်ရတဲ့ခါကြာရင်အမတမဥစဉ်တို့ဟိုပေါ့နော်ဟိုကိုယ်နိုင်ငံသူနိုင်ငံသားတွေအတွက်စိတ်မရှမ်းမွေဖွေရတယ်တွေ့ရတာပေါ့နော်ဟောနေထိုင်ဖို့လည်းပေါ့လေအဲ့အတွက်ဥစဉ်တို့ဒီကြောင်မလို့ဒါကြောင်မလို့ဥစဉ်ထိုင်းနိုင်ငံကဥစဉ်တကာကြီးတွေပေါ့နော်ထိုင်းကဒီဖောင်ဒေးရှင်းပေါ့နော်အဖွဲ့တယ်ညပူစင်ပူပေါင်းပြီးတော့မှသူတို့ရဲ့ အမေဒီကကပါရယ်ပေါ့နော်။နောက်ပြီးတော့ဒီသူတို့ရဲ့ဒီဟိုဒီအမေဒီကလုံမဲ့ဒီ equipment တွေပေါ့လေအားအားတွေနဲ့အကုန်လုံးပူးပေါင်းပြီးတော့ဒီဦးစင်းတို့နေပြည်တော်တို့ဟိုမန္တလေးတို့ဟိုတွားပြီးတော့အဲ့မှာဒုက္ခရောက်နေတဲ့လူတွေကိုထမင်းနေပေါ့နော်။အင်းနေပေါ့နော်။ဟိုရှက်မယ်အဲရှက်ပြုတ်ပြီးတော့အာရှိကစားကုန်လေပေါ့ရှက်ပြုတ်ပြီးတော့မှအဲ့လူတွေကိုနေပြအဓိကတော့ပြီးတော့လုတန်းဖို့အတွက်အစစ်စစ်နဲ့လုထားတယ် တော့အဓိကလိုအပ်တာကဘာလိုအပ်လဲဆိုကြဆိုလို့ရှိရင်တော့ဒီနံပါတ်1ကနေပြီးတော့ဒီပစီဆုံးရှုံးသွားတဲ့ဒီခက်ခဲတွေဖြစ်နေတာကဟိုလိုအပ်နေတာယာယီတေးတွေလိုရတယ်အတကူရေသုံးတက်ရှင်ရေပစ္စည်းတွေလိုရတယ်မင်းဖို့ချောင်းသုံးပစ္စည်းတွေလိုရတယ်အာတာဘောလင်းပေါ်နေဒီပလတ်စတစ်အခင်းတွေလိုရတယ်စောင်တွေလိုရတယ်အအသင်းဟိုဒီမမခေါက်စီတော့ပေါ့နော်အရင်အသင်းစားလို့ရတဲ့အစားအစာတွေနောက်ပြီးတော့ခီးတော့အိယာ ိတ်တွေပေါ့နော်။နောက်ဆေးဝါးရယ်ဆေးဝါးပစ္စည်းကရိယာရယ်ရေသန့်စင်ကရိယာရယ်ရှင်းတောင်းတွေရယ်နောက်ပြီးတော့ခီးဆောင်ဆိုလာမိတ်အီတွေပေါ့လေ။အဲဒါတွေကိုဟိုအဓိကအရေးပေါ့လိုအပ်နေတာပေါ့။အဲ့ဒီတွေ့လိုအပ်နေတဲ့အတွက်ဦးစင်းတို့ဒီဖိုင်းကားတကားတွေကိုလည်းဦးစင်းရတကားတွေလည်းပြောထားတယ်။အဲပြောထားတဲ့ပုံမှာဦးစင်းဒီပုံမှာနေပြီးတော့ဟိုလူတန်းဟိုတော့ဖို့အတွက်ကိုဦးစင်းတို့ဟိုအစီအစဉ်တွေလုပ်နေတယ်။ဆိုတော့ဒီဟိုက transportation ကလမ်းတွေကလည်း ဟိုပြည့်နေတဲ့ခါကြာလို့ရှိရင်တော့အနေနဲ့တော့ဟိုခက်ခဲတော့ရှိသေးတယ်ပေါ့နောက်ပြီးတော့ဒီစီရေလုံနေလုံနေနေကိုနေပြီးတော့မန္တလေးမှာနေပြီးတော့အခုလည်းအသေးစားပေါ့လေငလေးလေးလုံနေစေရှိသေးတာပေါ့ဆိုတော့အဲအကြောင်းမလို့ဦးဇင်းတို့ overboard တက်ကိုဒီလူမှုကစီပေါ့နော်ကိုနိုင်ငံသူနိုင်ငံသားကိုတက်နိုင်တဲ့ဘက်တောက်တနေရာကတက်နိုင်တက်နိုင်တဲ့ဘက်ကနေပြီးတော့အာနိုင်ငံတကာနဲ့ပူပေါင်းပြီးတော့ပေါ့လေတော့ရောက်ပြီးတော့ဒီကိုနိုင်ငံသားတွေကိုတော့ရောက်ပူညီဖို့အတွက်ဦးဇင်း စဉ်စဉ်နဲ့လုံနေတယ်အဲ့တော့အခုတော့ဥစဉ်တော်နိုင်ငံကိုလာပြီးတော့ကူညီပေးကြတဲ့ရုရှားနိုင်ငံရဲ့နောက်အိန္ဒိယနိုင်ငံရဲ့တရုတ်နိုင်ငံရဲ့နောက်ဘီယန်နယ်တို့နောက်ပြီးတော့အီရန်တို့အမေရိကန်တို့ပေါ့နော်နောက်ဒီအင်းအင်းနာရှင်နိုင်ငံဖြစ်တဲ့ဘီယန်နယ်တို့နောက်ဇင်းတို့ဒီထိုင်းတို့ပေါ့နော်အိန္ဒိယတို့ကလာပြီးတော့လေရင်တွေနဲ့နေပြီးတော့ဒီအဲ့အနက်ဟိုရှာဖွေတဲ့ခွေးတွေရောပေါ့နော် ဒီလူမှုကိစ္စရောက်ဖွေတော်တော်များရောက်တဲ့ခါကြာရင်ဒီဦးဇင်းတို့နိုင်ငံအတွက်အားရှိတယ်မြေရတွေ့ရတာအရန်အားရဖွေဖို့ကောင်းတယ်အကြောင်းမလို့ဦးဇင်းတို့လည်းဦးဇင်းတို့နိုင်တဲ့ဖက်ကနေပြီးတော့ဒီနိုင်ငံတကာထိုင်းကနေပြီးတော့ဦးဇင်းတို့တကာနဲ့ပူးပေါင်းပြီးတော့မှဦးဇင်းတက်နိုင်ဆုံးဒီဘန်ဒလေးတို့နေပြီးတော့တော့မှာပေါ့နော်ဟိုအစားအသောက်တွေနဲ့ပတ်သက်လို့စားကုန်တွေနဲ့ပတ်သက်လို့တော်ရောက်လုံတက်ဖို့တော်ဦးဇင်း ဟိုတော့စစ်စစ်နဲ့ဆွေးနေတယ် schedule လေးလုပ်နေတယ်လိုအပ်တဲ့ PC တွေလည်းစုဆောင်းနေတယ်ပိုက်တွန်းနေပြီးတော့ဒီခုဦးစင်းပြည်တွင်းပြပမှာရှိနေတဲ့နိုင်ငံတကာအသစ်တွေမှာရောက်နေတဲ့ဦးစင်းရဲ့ဟိုဇင်းတို့တကတကမှလည်းပေါ့နော်တမင်းလေးတွေဒီဒါတကိုနိုင်ငံသူနိုင်ငံသားတွေဒီလိုမျိုးခက်ခဲအကျက်တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီလေးရှင်ခါမှာဦးစင်းတို့ဟိုနိုင်ငံသူနိုင်ငံသားတွေပေါ့နော်အတိဒုက္ခရောက်နေတဲ့အချိန်မှာဦးစင်းတို့ပန်ပို့ ကြာဝဝန်းကူညီကြာဝလေးနေသူသူရဲ့ပါအားငယ်သူအားပေးပါဆိုတဲ့အသိစိတ်တန်းနဲ့ပေါ့နော်ဦးဇင်းတို့ဝဝန်းကူညီကြာဖို့အတွက်လည်းဦးဇင်းတို့ရဟန်းရှင်လို့ပြသူတွေပေါ့နော်နိုင်ငံကနိုင်ငံတကာကတော့မှဝဝန်းပြီးတော့မှကူညီနေဆိုတော့ဦးဇင်းတို့ပြည်တွင်းကလူတွေကပို့ပြီးတော့မှ sporting လုပ်တင်တာပေါ့နော်အားကြောင့်မလို့ဦးဇင်းဒီအတွက်အပေါ်တော့အစီအစဉ်တွေဆွေးနေတယ်အဲ့တော့ဦးဇင်းရဲ့အရှင်ကုမာရာဆိုတဲ့ baseball အကောင့်ရဲ့ www.uzinblue.com ဆိုတဲ့ facebook website မှာလည်းဦးဇင်းတင်ထားတယ် လူတက်မဲ့အလူချင်းတွေပေါ့နော်။လာရောက်ပြီးတော့ဆက်သွယ်ပြီးတော့လူတက်နိုင်ပါတယ်လို့ဦးစင်းဆိုလိုဒီယာမီဒီယာတစ်ဆက်ပြောကြလို့ပါတယ်။အတိအကျတော့မပြောတတ်သေးဘူး။ဦးစင်းတို့ဒီမှာတချို့လိုရတဲ့ကုန်ကျန်းတဲ့ပစ္စည်းတွေစုဆောင်းနေတယ်။အလိုရတဲ့ဟာတွေကိုစုဆောင်းနေတယ်။နောက်ထိုင်းကားတွေကလည်းလာမယ်။လာမယ်ဆို15ရောက်လောက်တော့ပါမယ်ပေါ့။ဆိုတော့လာမယ်ဆိုတော့အားရဖွေးနေတဲ့ဦးစင်းစုဆောင်းပြီတော့မှဦးစင်းစုဆောင်းရွှေ့မယ်ပေါ့နော်။ဒါပေမဲ့အတိအကျတော့ဟို transportation တော့ရလာရတော့ခက်ခဲတော့ရှိသေးတယ်။နောက်ဟိုမှာတေးဖို့ကိုဖို့ရနေဖို့ဓာတ်ဖို့စားဖို့တော့ဖို့အဓိကမိန်ပြတ်နေတယ်ရေပြတ်တောင်းနေတယ်ဆိုတဲ့အခါကြားရဲ့ပေါ်မှာခက်ခဲတယ်ရှိတယ်။နေနေတော့ဟိုတပတ်ဆေးရလောက်တော့အချိန်တော့ယူအောင်ပဲဆူဆောင်းပြီးတော့မှဦးစင်းတို့လိုရတဲ့ဟာဆူဆောင်းပြီးမှဦးစင်းတို့ဆန်းတဲ့ဖြစ်ပြီးဆိုရင်မှအိုင်မှနေပြီးတော့ဟိုနေပြီးတော့ရိုမန်ဒလေးတို့လိုရတဲ့နေရာထဲမှာတော့ရလို့တတ်မယ်။ဒါက ဟိုတရက်နေ့ရက်တစ်ပတ်တစ်လနဲ့မပြီးဘူးပေါ့နော်ဒါကရေရှည်အနည်းဆုံးဥစဉ်ထင်ပါတယ်ဒီနေမျိုးကိုရှင်းလင်းဖို့တောင်မှလဲဆုံး၄လတစ်နေ့လောက်တော့သွားလိမ့်မယ်လေတူတယ်ဘာလို့လဲတော့ तू ကဒီဖြစ်တော့တာ heavy ဆိုတော့အာပြင်းထွန်းလဲအာကြီးတဲ့7.7ဆိုတဲ့ငလေရဲ့ကြီးကအမတန်မှကြောက်ဖို့ကောင်းတော့ပေါ့ထိုင်းနိုင်ငံမှာဆိုရင်8.2ရတာ screen ပေါ့နော်လုတ်ခတ်တော်တဲ့ခါကြာရင်ဘုဇုံနိုင်ငံမှာဒီဥစ္စာရှင်းဖို့အတွက်ကိုမန္တလေးတိုင်း ပေါ့နော်ဟိုဒီဝန်တွင်းလို့ shopping လို့တော့စကိုင်းလို့မူရောတော့အောင်ပန်းလို့တော့ဒီနေရာတွေရှင်းဖို့အတွက်ဒီဆက်ရင်းနေရာတွေပဲဘက်ဖိုးတွေတော့ grain တွေအဂရိယာတွေသိပညာတက်ပညာတွေအများကြီးလိုတယ်ဒေါက်တာ medical တွေအများကြီးလိုတယ်စီးရီတွေပေါ့နော်နိုင်ငံတကာအကူအညီတွေပဲပုံမှုတွေကိုလိုရတဲ့ခါကြာဦးစင်းတို့ဒါတွေကိုနေနေအားနေလို့ပို့တာရှင်းလဲဖို့အတွက်တော့မှတော်တော်လေးကိုအရှင်းပေးပြီးတော့ လိုအပ်မဲ့အနေထားပါပေါ့နော်ဒါကလည်းဟိုတာမန် brighter ဆင်လောက်နဲ့လုံးလုံးမရဘူးပေါ့နော်တကယ်ကို G2G တကယ်နိုင်ငံတကာ corporate relationship ပေါ်နိုင်ငံတကာအသိပညာတက်ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့တကယ်ရန်ရရတယ်နဲ့ဘက်ဖိုးရယ်နဲ့တကယ်အာ machine တွေနဲ့အလုပ်လုပ်ပြီးမှဒီဥစားကအထမြောက်မယ်ပေါ့နော်ဒီတိုင်းတာမယ်ရိုးရိုးငွေလေးတော်လူလိုက်တာနဲ့ဒီလိုမျိုးဟိုပေါ့မတော်တခေါလေးနဲ့ bright တော်တော်လောလောနဲ့ဒါမပြည့်စုံသေးဘူးပေါ့နော်တကယ်ဆေးဝါးထိခိုက်တန်ရာသွားတဲ့လူတွေဟိုလက်ကျိုးတော်တာတော့ဟိုဥစားဥစင်းဟိုဘာလဲမင်းဒီယာတွေမှာတွေ့တယ်ဒီထထမှုပေါ့နော်ထထမှုဆိုရင်လက်ကျိုးတော်တာတော့တွေ့တယ်ပေါ့နော်ဆိုတော့စိတ်မကောင်းစရာလည်းအများကြီးပေါ့တချို့ကလေးတွေလူကြီးတွေအဖိုးကြီးအဖွားကြီးတွေအဲ့တော့ဒီလူတွေကိုဆေး medical cover တွေလုပ်ဖို့အတွက်ကအများကြီးလိုအပ်တယ်ဒါကြောင့်မလို့ဥစင်းတော့တနိုင်တနိုင်တဲ့ဘက်ကဟို နိုင်ငံသူနိုင်ငံသားတွေအခက်အခဲအကျွတ်တွေဖြစ်လာတဲ့အခါကျရင်မိမိဦးစင်းတို့လည်းတက်နိုင်တဲ့ဘက်တတော်တတေရကဝိုင်းဝိုင်းကူညီဖို့အတွက်အခုလိုအစစ်အစစ်တွေလှုပ်ဆောင်နေခြင်းဖြစ်တာပေါ့။တော်စင်းတို့အခုမန္တလေးစကိုင်းမပွေးဘောနောပကိုအိုင်မာရှမ်းပြည်နယ်အရှိဖက်ပေါ့နော်။အိုင်မာငလျာတန်းကိုကြည်ကြဲခန်းစားလိုက်ရတဲ့ဦးစင်းတို့နိုင်ငံသူနိုင်ငံသားတွေအမငယ်ကြပါနဲ့။ဒါနိုင်ငံတကာကလည်းပဲတော့ဒီရုရှားရောအိန္ဒိယရောတရုတ်ရောစင်ကာပူရောမလေးရော ဗီယက်နမ်တို့အီရန်တို့နောက် EU နိုင်ငံတွေရောအမေရိကန်တွေရောအကုန်လုံးဝဝဲပြီးတော့ဟိုဟို G2G အနေနဲ့နေပြီးတော့ဒီကိုလုံးဝဝဲပြီးတော့ဒီကေဆေးတွေကိုအများဆုံးဟိုဆောင်ရွက်နေတယ်ဟိုတိတ်ဆန္ဒဆိုလို့လည်းမရဘူးဒါကတကယ်ကိုကြီးကြီးမားမားဖြစ်တဲ့ခါကျရင်ဒါအာမန် brighter အဖွေသေးသေးလေးနဲ့လုံးလို့မရဘူးတကယ် G2G တကယ်တကယ်နိုင်ငံတကာအဆင့်နိုင်ငံတော်အဆင့် နိုင်ငံတကာနဲ့ပူးပေါင်းပြီးမှ UN တို့ INGO တို့ ICRC တို့တကယ်နိုင်ငံတကာနဲ့ပူးပေါင်းပြီးမှဒီဥစ္စာကအထမြောက်မှာပေါ့နော်ဒီတိုင်းဒါမဲ့ရိုးရိုးနဲ့လို့လို့တော့မရပါဘူးဒါမှ तू ကဒါဒီ ထမဆုံးရှင်းလင်းရေးလုပ်အောင်များပိုင်းနေရှိတာပေါ့ရှင်းလင်းရေးလုပ်ပြီးတော့ထွက်လာတဲ့လူတွေကိုကေစီမယ်ကေစီလို့ရလာတဲ့လူတွေကိုစေဝါကူသားမှုနဲ့လုပ်မယ်လုပ်ပြီးတော့တခါဒေဥစွာတက်ချဲနဲ့လုပ်ပြီးတော့အစာအုပ်နဲ့လမ်းတွေတံတားတွေအိမ်တွေအစာအုပ်နဲ့ပစ္စည်းတွေဒေဥစွာတက်ချဲနဲ့လုပ်အောင်မယ်ဒီဘောမှာပြီးလို့ရှိရင်ပြန်လဲတဆောက်ရည်လုပ်အောင်မယ်တော့တတိုင်းနဲ့တာဝါတိုင်းနဲ့အခုဆိုဆက်သေးရည်ပြတောက်နေတယ်အခုဆိုရင်ဒီလမ်းလေတော်လုံးမြောက်ကားတယ် ချောချောမော်တော်လို့မရဘူးတော့တက်တိုင်းနေပျက်စီးတယ်ဟောဒီဒီဟိုပေါ့တာဝါတိုင်းနေမော်တယ်လီဖုန်းတာဝါတိုင်းနေအကုန်လုံးပျက်စီးတဲ့ခါကျအင်တာနက်တွေလိုင်းနေအကုန်လုံးမရဘူး KB လိုင်းနေလည်းအကုန်လုံးပျက်စီးနေတဲ့ခါကျဒီတဘာဝပြည့်တယ်ညခံစားနေရတဲ့အပေါ်မှာပြည်သူလူထုတွေအနေနဲ့လည်းဟိုတူးနဲ့တူတောင်းနဲ့တယောက်ဟိုပေါ့နော်လေနေသူတွေပါအားငယ်သူအားပဲပါတောင်နဲ့တရားဘဝကူညီပေးကြဖေမကူကြဘောတရားတရားအပြည့်မပြောကြဘူးဒါသဘောအားပေးဆိုတာဘယ်သူမှညှင်းဆန်တော့မရတဲ့ခါကြာရင် တယောက်တယောက်ဝေဖန်တာတော့တိုက်ခိုက်တာတော့ဒေတာမေဆီးရီးယားဖြစ်တာတော့တယောက်တယောက်ဝေဖန်တာချိုးချတဲ့အချိန်မဟုတ်ဘူးဒီအချိန်မှာဦးစင်းတို့ဟိုတဘာဝဘေးတန်ကပြင်းမလွှဲတဲ့အခါကြာတော့ချင်းလင်းနေသူတွေအားငယ်သူအားပဲပါနေတယ်နိုင်ငံတကာလည်းဝိုင်းဝန်းကူညီပြီးတော့ကြောက်နေပြီးလူလေးလုံနေကြပြီး ကိလေကစီတွေရောက်ဝင်နေကြပြီရနေရလေရောက်နေကြပြီနောက်ပြီးတော့ဥစဉ်တို့ CB ban ကဥခိမော်ရီတို့လည်းတန်း PDF ချက်ပေါ့လေမတ်တီးပြီးတော့ရနေရတယ်နဲ့ရောက်နေပြီနောက်ပြီးတော့တကဥစော်စော်တို့ကလည်းပဲနောက်ပြီးတော့ဒီပေါ့ပေါ့ ဟိုကစ်စီးတွေလုံးနေပေါ့နော်သူတို့ကလည်းပဲဒီစီပေါ့နော် mass စီဆိုင်ကနေပြီးတော့အရေးပေါ်လူနာတင်ကားတွေစီတွေလိုရလို့ရှိရခမစ်တီဗီပေါ်အတွက်ကိုလည်းကြော်ညာထားတာလည်းတွေ့ရတယ်ဝမ်တာပေါ်အားရပွဲကောင်းတယ်နောက်ပြီးတော့ကမ်ဘောဇာမဲဥအောင်ကွန်ဝင်းကလည်းပဲအခုလိုအနာဂတ်ဥအောင်ကွန်ဝင်းကလည်းအောင်ဘက်မှာနေပြီးတော့သွားပြီးတော့ရှမ်ပီယံရဲ့ရှေ့ဘက်မှာနေပြီးလိုရတဲ့နေရာတွေမှာလိုရတာကိုကူညီပေး နေတဲ့ဟာတွေလေဦးဇုံတို့တွေ့နေရတယ်အဲ့တော့အဲ့ဒါရာလေအမတန်မှသူတို့ပဲလုံနေတယ်သူတို့ကလည်းငွေအင်အားလူဝင်အားဒနာအင်အားရန်တရရယ်အကုန်လုံးလုံနိုင်တဲ့လူတွေဆိုတော့ဟိုအရင်အားရဝမ်းသာဖို့ကောင်းတယ်ကိုယ်နိုင်ငံသူနိုင်ငံသားတယ်ဘာရေးဖြစ်နေလဲအခက်အခဲအကျွတ်တွေဖြစ်လာပြီဆိုရင်အခုအချိန်မှာဝိုင်းဝိုင်းကူညီပေးကြတဲ့အတွက်အားရဝမ်းသာဟိုကောင်းတဲ့အတွက်အားမငယ်ကြပါနဲ့အဲအဲ့ဒါကြောင့်မလို့အခုလို့ ခက်ခဲအကျွတ်တွေဖြစ်နေချိန်မှာတယောက်နဲ့တယောက်အပြစ်ရှာရင်ဒေါသဖြစ်တယ်ကျေးဇူးရှာရင်မေတ္တာဖြစ်တယ်လို့ဦးစင်းဆီလိုဒီယာမီဒီယာပြောကြလို့ပါတယ်